အားလုံးပဲမင်္ဂလာပါ Mi Travel and Food Flow အနေနဲ့ကြိုဆိုရတယ်။ဒီနေ့အဆိုရင်ကျွန်တော်တို့ပကံရောက်တာ၃ရက်မြောက်ရှိသွားပြီပေါ့နော်။ကျွန်တော်တို့ဒီနေ့ပဲရန်ကုန်ပြန်มาဖြစ်ပါတယ်။ကျွန်တော်တို့ရန်ကုန်မပြောင်းခင်ချိန်လေးမှာကျွန်တော်တို့မဖူးရသေးတဲ့ဖရားတွေကိုတွားရောက်ပြီးဖူးညွှန်มาပဲဖြစ်ပါတယ်။လိုက်ပါကြည့်ပြပါဦး။ ခုကျွန်တော်တို့ဒီနေ့ရောက်နေတာကတော့အဲပကံရဲ့လူတော်ပြဖျားဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့လူတော်ပြဖျားပြီးရင်ကျွန်တော်တို့ရှေးကွန်ကြဖျားကိုတောင်းပါပဲဖြစ်ပါတယ်ဒီမှာလာဖြစ်တဲ့တွေဖျားဘူးပြည်သူပြည်ပြည်သူတွေနဲ့ဘောတော့ပြည်ညာလို့ဖြစ်ပါတယ်ဖျားပါလဲလူတော်ပြဖျားဆိုရင်ညာဘက်မှာဆိုရင်ယခုလူမျိုးတွေပဲအေဂျန်တပ်ပေသွားတရှိနေအောင်လဲဖူးနေရမှာဖြစ်ပါတယ် ခုရောက်ရှိခဲ့တာကတော့စီကွန်ဂျာဖရားပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဖျားမဟုတ်ရဲ့ဒီဘက်ဖေးမှာပေါ့เนาะကျွန်တော်အေးဆိုင်ကြီးတွေမှာကျွန်တော်ခဏပြေဝင်လာပြီးအပန်းဖြေနေတာဖြစ်ပါတယ် ကျွန်တော်တို့ရှိကွန်ရဘုရားမတဆင်ဘူဖရားဘက်ကိုကျွန်တော်တို့တောက်ရှိခဲ့ကြပါတယ်ကျွန်တော်ပကံကိုပြန်တော့မရဲ့နောက်ဆုံးရကြမှာကျွန်တော်တို့ဘူဖျားမှာပေါ့နော်ကလေးလေးတွေတနခါလေးပြတာတွေ့တယ်ကျွန်တော်တနခါလေးခံခဲ့ကြပါတယ်ကလေးလေးတွေကိုလည်းကျွန်တော်တို့စေတနာရှိလောက်မှုမှုလေးပေးခဲ့ကြပါတယ် ျွန်တော်တို့ရဲ့ပကံခီးစဉ်နောက်ဆုံးရက်ဒီမှာတော့ကျွန်တော်တို့မရောက်ဘူးတဲ့နေရာတွေကျွန်တော်တို့မဖူးမြော်သေးတဲ့ဇေဒီဘလူးမြော်ဝူလက်ပတ်ဖူးမြော်ရင်းနဲ့ကျွန်တော်တို့တနေ့တာချိန်ကိုပုံဆုံးခဲ့ကြပါတယ် but you don't judge ကျွန်တော်ရဲ့ပကံခီးစဉ်နောက်ဆုံးရလေးအရင်ဒီလောက်ပါပဲကျွန်တော်ရဲ့ YouTube channel လေးကိုအပေးတဲ့တယောက်ချင်းသူအားလုံးကျေးဇူးတင်ပါတယ် subscribe လေးနှိပ်ပေးဖို့အတွက်လည်း to Bye bye. so I don't trust. Now here we are still.